ပြည့်နယ်မြောက်ပိုင်းတီဘောမျိုးတွေကိုအော်တိုဘာလ၁၈ရက်နေ့ကစတင်ပြီးစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေပြန်လည်ဝင်ရောက်လာပြီလို့ဒေတာခန်တွေစီကသိရပါတယ်။တီဘောမျိုးတွေကိုစစ်ကောင်စီရဲ့လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတချို့ဟာအော်တိုဘာလ၁၈ရက်နေ့ညနေ၂နာရီခွဲလောက်ကစတင်ဝင်ရောက်လာတာဖြစ်ပြီးစစ်ကောင်စီတပ်ရောဌာနဆိုင်ရာတွေအကုန်အပြန်ထိုင်ချနေပြီလို့ဆိုပါတယ်။ ။မြို့ခဲတွေကရွေးချယ်စရာမရှိပဲနိုင်တဲ့အဖွဲအောက်မှနေနေကြကလာတဲ့အဖွဲတွေကိုဟန်ဆောင်ပြီးတော့ကြိုးဆိုနေရတယ်လို့နောက်ထပ်ဒေသခံတယောက်ကပြောပါရည်။လက်ရှိမှာတီဘောမြို့ကကြောင်းတဲ့စီရင်ကိုအမြဲဆုံးပြန်ဖွင့်လင်းမယ်လို့သိရပြီးမြို့ရဲမှာမိုင်းရှင်းတာတွေလှုပ်ဆောင်နေသေးတယ်လို့ဆိုပါရည်။တီဝါမျိုးကိုပြခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ညမှာစစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ13ရက်နေ့မှာ TN အနေနဲ့ပူပေါင်းတော်လည်ရဲ့တပ်ဖွဲ့တွေကတီဘောမျိုးကိုတင်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီးဒီနေ့ကျော်အကြာမှာစစ်ကောင်စီကပြန်လည်တင်ပိုက်နိုင်ခဲ့တာပါရှမ်းပြည်တောင်ပိုင်းရောင်ငယ်မြို့နယ်တွေမှာစစ်ကောင်စီတပ်ကရော်တွေကိုမင်းရှို့ဖျက်ဆီးတာခလေးတငယ်တွေမင်းကလေးတွေနဲ့ရော်သားတွေကိုတရားလက်လွတ်ဖျက်ဆီးတာတွေရှိခဲ့တယ်လို့ရှမ်းလူအခွင့်ရေးမှတာ SHRF ကအောက်တိုဘာလ16ရက်နေ့စွဲနဲ့ထုတ်ပြန်ထားပါတယ် ဲ့ဒီဒေသထဲမှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြားထိတွေ့ပစ်ခတ်မှုတွေရှိနေတာဖြစ်ပါတယ်။ ်စစ်ကောင်စီတပ်ကရဟန်းရင်နဲ့ဘုံကျေးချတာလက်နက်ကြီးပစ်ခတ်တာတွေအပြင်ရော်ရီကိုမင်းရှို့တာနေအိမ်တွေထဲပစ်စည်းလူတာအိမ်မွေးတရိတ်ဆန်တွေကိုတက်ဖြတ်စားတောက်တာရော်သားတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်2025ခုနှစ်ဩဂတ်လနောက်ဆုံးအပတ်ကနေစတင်ဘာလကုန်တဲ့အထိရောင်းငယ်မြို့နယ်တွေမှာစစ်ကောင်စီတပ်ရဲ့မင်းရှိုးဖျက်ဆီးမှုတွေကြောင့် ကြောက်တော့ညောင်ပင်သာမင်းပလောင်စားတဲ့ကြည်ော်တွေကနေအိမ်အလုံး60စပကြီး90ဆေးမေးရှောင်စခန်းတစ်ခုနဲ့တောင်ယာတဲတွေအများအပြားပြက်စီးခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်တော်ထဲမှာစစ်ဆောင်နေရတဲ့ရော်သားတွေဟာပီကရစ်စတင်မာလာ24ရက်နေ့ကမိုးသေးထန်မြေပြိုတဲ့ဘေးထဲမှာခံခဲ့ရပြီးကလေး၃ယောက်အပါအဝင်လူ၁၀ယောက်သေဆုံးတော့ခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒီကနေ့အထိကြောက်တော်နဲ့ညောင်မေတာရော်မှာတက်ဆွေထားကြတာကြောင့် ရော်သားပေါင်း900ကျော်အိမ်မပြန်ရှဲပဲတော်ရင်းမှာဆက်လက်ပုံးရှောင်နေရပြီးတော့စာနေအခါအမိုးအကာနဲ့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြတယ်လို့ SHRF ကထုတ်ပြန်ထားပါတယ်ရှင်။ ဒီကနေ့အောင်တိုဘာလ20ရက်နေ့ညနေပိုင်းမှာတောင်ဩကလာပါမြို့နယ်9ရက်ကွက်ဘေလီတရာအစင်းပါရမီလမ်းမပေါ်ရှိစစ်တပ်ရဲ့လုံခြုံရေးကင်းတဲ့အနီးကစိုင်ခန်းစီခဲလောက်မိလောင်ကျုံမှုဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီနေရာမှာတော်ဆိုင်၊တင်ပေါ်စီဆိုင်၊ဖရိတ်ရှူဆိုင်၊ဆက်ပြီးအဟောင်းဆိုင်တွေအပြင်လူနေစိုင်ခန်းတွေလည်းရှိတာကြောင့်ဖျားမင်းပူဇော်ရအခန်းနံပါတ်၈ကနေတင်ပေါ်စီဆိုင်၊ဆက်ပြီးဆိုင်တွေကိုကူးဆက်ခဲ့တာဖြစ်ပါတယ်။ ။ဒေမောဆင်းဆိုင်မှာတင်တာဘုံတွေလောင်ကျွန်းပေါက်ကွဲတဲ့တယ်လဲကြားခဲ့ရပြီးတခဏအတွင်းမှာပဲအလင်းအမြန်လောင်ကျွန်းခေရလို့မြို့ခံတွေကပြောပါရီ။မိလောင်မုံဖြစ်ပေါ်ရာနေရာကိုမိသက်ရင် ရေသေးရင်အစီး20ကျော်ဝိုင်းဝန်းငိမ့်သက်ခေကြပြီးတော့လူအထိခိုက်တော့မရှိခဲ့ဘူးလို့သိရပါရရှင်။ သွေးစိညညောသောတမကများအဖွဲ့ချုပ် SDUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအင်းနဲ့အလုံသမားအရေးလှူရှားသူတို့ဒီကနေ့အောက်တိုဘာလ20ရက်နေ့ညနေပိုင်းမှာပြန်လည်လွတ်မြောက်လာကြ SDUM ကထုတ်ပြန်ပါတယ် ဒေါ်မျိုးမျိုးရင်းနဲ့အတူအာနာသိန်းစစ်တပ်ကဖမ်းဆီးထားတဲ့အလုသမားအရေးလှူရှားသူတွေဖြစ်တဲ့ကိုသက်နေအောင်နဲ့အမသထားဆွေတို့လည်းပြန်လည်လွတ်မြောက်လာရဲလို့ဆိုပါရယ်ဒီကနေ့ညနေပိုင်းမှာပဲအင်းစင်အကျင်းထောင်ကနေဒူးသမတာအမိန့်နဲ့ဆွေးဆူထားတဲ့အမှုအားလုံးကိုရှုပ်သိမ်းကြောင်းဖက်ပြကျင်ညာပြီးပြန်လွတ်လာတာဖြစ်တယ်လို့သိရပါရယ်ဒါပေမဲ့ဒေါ်မျိုးမျိုးရင်းနဲ့အတူဖမ်းဆီးခံရတဲ့ SDUN ဝန်ထမ်း၉ယောက်ကိုတော့အကျင်းထောင်ထဲမှာဆက်လက်ဖမ်းဆီးထားစေဖြစ်ပါရယ်စစ်ကောင်စီကဒေါ်မျိုးမျိုးရင်းကိုဇူလိုင်လ25ရက်နေ့မှာ အင်ကနေဖမ်းဆီးတော့ပြီးတဲ့နောက်တစ်ဆက်တည်းမှာပဲ SDUM ရုံးဝန်ထမ်း6ယောက်ကိုပါဖမ်းဆီးခဲ့တာဖြစ်ပါရဲ့ရှင် ထိုင်းမြန်မာနေဆက်ကအွန်လိုင်းလောက်ကစားရုံတွေကိုစစ်ကောင်စီတပ်ဝင်စီပြီးတော့တရုတ်နိုင်ငံသား15ရာကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီပြည်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။အရူဘာလ16ရက်နေ့မှာကရင်ပြည်နယ်အတွင်းကမြဝတီရွှေကုန်းကိုမေထော်တလေ KK Park နဲ့ကြောက်ခက်နေမြေကအွန်လိုင်းလောက်ကစားမှုအွန်လိုင်းလိမ့်လည်မှုဒုစရိုက်မှုတွေကျူးလွန်ခင်းသူတွေကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ်ကျူးလွန်ခဲ့တဲ့တရုတ်နိုင်ငံသားတွေကိုသက်ဆိုင်ရာနိုင်ငံတွေကိုအမြဲဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ဖို့အတွက်လိုအပ်တဲ့ကိုယ်ရည်အချက်လက်တွေနဲ့မတန်းတင်စင်ကောက်ယူတာတွေလှုံ့ဆော်နေရတယ်လို့သိရပါတယ်ဒါအပြင် KK ပေါ့ကိုဝင်ရောက်စီးနှင်းခဲ့တာမှာအတွင်းကထူကြလက္ခဏာတွေတော့မတွေ့ရပေမယ့်တရားမဝင် Starlink ဆလောင်းအဆောင်အစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမင်ခဲ့တယ်လို့ဆိုပါတယ် စကောင်စီတပ်ရဲ့ဩဇာခံကရင်နေချသောတပ် BGF စုံမထိန်ချုပ်ထားတဲ့ကရင်ပြည်နယ်ရွှေကုတ်ကိုကေကေပါဟာတရားမဝင်ကြားဖြတ်ငွေလင်းခိုင်းတွေလူကုန်ကူးမှုတွေမုံရည်စေဝလုပ်ငန်းတွေနဲ့ကဘာမာနမေဆိုးနဲ့ကြော်ကြားနေတဲ့နေရာဖြစ်ပါရဲ့ရှင်။ ဒီကနေ့ဟာဟိန္ဒူဘာသာဝင်တွေအထွတ်အမြတ်ထားရာဒီပါဝလီပွဲတော်နေ့ဖြစ်ပြီးကြောက်တန်းမျိုးကနမေကျော်ပိလခတ်ဖရာကြောင့်မှာဖရာဖိုးပြည်သူတွေအတိတ်ထံပြုဆုတောင်းသူတွေနဲ့အများပြခဲ့ပါတယ်။ဒီပါဝလီဟာကမ္ဘာတဝန်းလုံးမှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေမင်းပူဇော်တဲ့ပွဲတော်တစ်ခုဖြစ်ပြီးဘေးအန္တရာယ်အသွေးသွေးကနေကင်းရှင်းတဲ့အထင်းအမှတ်တစ်ခုအဖြစ်ဟိန္ဒူရောကာလီမီရောနဲ့လက်ရှမီမီရောတို့ရဲ့စောင့်ရှောက်မှုကိုခံယူကြရလေဖြစ်ပါရဲ့ရှင်။ လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့မင်းဆွေစီယုံဖို့ခွင့်ပြုထားတဲ့ရပ်ပေါင်း60အတွင်းမှာရွေးကောက်ပွဲအပိုင်းအလုံးအတွက်မင်းဆွေစီယုံသွားမယ်လို့စတက်အော်ဇာခန်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောပါတယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့အောက်တိုဘာလ18ရက်နေ့ကနိုင်ငံရေးပါတီ58ပါတီနဲ့နေပြည်တော်မှာတွေ့ဆုံစဉ်ကပြောကြားခဲ့တာဖြစ်ပါတယ် နိုင်ငံရေးပါတီတွေမင်းဆွေစီယုံဖို့အတွက်ရက်ပေါင်း60သက်မှတ်ပေးထားကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ကြေညာထားတာပါ။ ။ဒဇင်မာလာ28ရက်နေ့မှာပြုတ်လုံမဲ့ရွေးကောက်ပွဲအပိုင်း1ကိုမြို့နယ်ပေါင်း100မြို့နယ်မှာပြုတ်လုံတော့မှာဖြစ်ပြီးအပိုင်း1ကိုတော့မြို့နယ်100မှာ2026ခုနှစ်ဇန်နဝါရီလအတွင်းအပိသက်ပြုတ်လုံတော့ဖို့ရှိနေတယ်လို့စစ်ကောင်ဆောင်ကပြောဆိုခဲ့ပါတယ်။ကြဲရှိနေတဲ့မြို့နယ်တွေကိုတော့နောက်တက်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်တို့ကတာဝန်ခံပြီးဂျားဖြတ်ရွေးကောက်ပွဲတွေပြုတ်လုံပေးတော့ရမှာဖြစ်တယ်လို့ပြီးခဲ့တဲ့ NCA နှစ်ပတ်လည်အခမ်းအနားမှာစစ်ကောင်ဆောင်ကအခုလိုပြောဆိုခဲ့ပါတယ်ရှင်။ စကိုင်းတိုင်းမြောင်မြို့နယ်ကင်းလျော်ကိုစစ်ကောင်စီတပ်ကဒီကနေ့အောင်တိုဘာလ20ရက်နေ့မနေ့ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အရက်သား၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနော်၃ယောက်လည်းသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကသိရပါတယ်။မြောင်မြို့နယ်ကြောက်ရွံ့ရေစခန်းကလက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့တာဖြစ်ပြီးနှလုံးကကင်းလျော်ထိပ်ကိုကြားရောက်ခဲ့ပြီး အသက်25နှစ်အရွယ်အမျိုးသားတစ်ယောက်နဲ့30ဆအရွယ်အမျိုးသားနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။မြေပြင်မှာလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပြီးလက်လက်ကြီးနဲ့အကြောင်းမဲ့ပြစ်ခတ်နေတာလို့ဒေသခံရော်သားတယောက်ကပြောပါတယ်။စစ်ကောင်စီတပ်ကလက်လက်ကြီးနဲ့ပြစ်ခတ်နေတဲ့အတွက်ကင်းရော်ကဒေသခံတွေနေရဆုံးခွန်နေကြရရဲ့လို့ဆိုပါတယ်။လက်ရှိအချိန်မှာမြေပြင်စစ်ကြောင်းကမြောင်မြို့နဲ့မကြီးအုပ်လျော်နဲ့ရွှေပန်းလျော်ကြားမှာရောက်နေတယ်လို့သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာပခုတ်ကူမြို့တက်မှာတိတူညာတက်တရင်ကနေအော်တိုဘားလ၈ရက်နေ့ကစတင်ပြီးမြောင်မြို့နယ်ဘက်ကိုစစ်ကြောင်းထွက်လာတာဖြစ်ပြီးစစ်ကြောင်းဖြတ်တန်းတဲ့တခြားကကြေးော်တွေမှာရှိတဲ့ဒေသခံတွေနေရစွန့်ခေါ်ထွက်ပြေးနေကြရရလို့သိရပါတယ်ရှင်စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ဝမ်ပောင်ကျင်းနေစီမံကိန်းအနီးမှာရှိတဲ့ ဖောင်းကတာကျေရော်အနေမှာအောင်တိုဘာလ16ရက်နေ့မနက်9:00နာရီကျော်မှာစစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူကာကွယ်ရေးတပ်တို့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။အောင်တိုဘာလ16ရက်နေ့မနက်ပိုင်းကစတင်ပြီးဝမ်ပောင်ကျင်းနီစီမံကိန်းအတွင်းကနေထွက်ခေါ်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာဖောင်းကတာရော်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူကာကွယ်ရေးတပ်နဲ့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲမပြီးသေးခင်မှာပဲစစ်ကောင်စီတပ်ဖက်ကစက်တက်လေထီတွေဂျိုင်ရိုကော်ပတာတွေနဲ့ဘုံကျေးခဲ့ပြီးဝမ်ပေါင်ချင်းနေစီမံကိန်းဘက်ကနေလေလက်နဲ့ကြည့်နဲ့ပြစ်ကူပေးခဲ့တဲ့အတွက်ဒေသခံ၃ရောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကြောင်းလာနိုင်မဲ့လမ်းကြောင်းကိုကြိုတင်ပြင်ဆင်ပြီး ကင်းဝွန်ဆောက်ကအပိုင်ပြစ်ခတ်နိုင်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖက်က၁၀ရောက်ထက်မနည်းကြဆုံပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတဲ့အတွက်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကုံတွေအသုံးပြုတိုက်ခိုက်ခဲ့တာလို့ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်ကပြောပါရယ်ဒေတာခန်တွေကတော့စစ်ကြောင်းထွက်လာပြီးဆိုတဲ့အချိန်ကလေးကနေရဲစွန့်ခေါ်စစ်ပေးရှောင်နေကြတယ်လို့သိရပါရယ်ရှင် အာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာစစ်ကောင်စီခန့်ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနဲ့ကရင်တိုင်းဒါရဲရဝန်ကြီးဦးစော်လင်းအောင်တို့ကကျန်းခါရဲပါတီကိုကိုးစားပြုကပဲခူးမျိုးနဲ့မဲဆန္ဒနဲ့ကဝင်ပြိုင်တော်မဲလို့အုပ်ချုပ်ရေးနဲ့နှိဆက်သူတွေကပြောပါတယ်။ပဲခူးမျိုးနဲ့မဲဆန္ဒနဲ့အတွက်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ်ဦးမျိုးဆွေဝင်းကိုစစ်ကောင်ဆောင်ကရွေးချယ်ကဝင်ပြိုင်ခိုင်းတာလို့အုပ်ချုပ်ရေးနဲ့နှိဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ တိုင်းရင်းသားလူမျိုးစုမင်းဆန္ဒနဲ့အတွက်လဲစကောင်စီလက်အောက်ခံပဲခူးတိုင်းအစိုးရအဖွဲ့တိုင်းရင်းသားရေအောင်ဝင်ကြီးဦးစောလင်းအောင်ဟာတက်ခိုင်ရဲ့ပါတီကဝင်ပြိုင်တော်မယ်လို့တာဆာညပါတီဝင်တယောက်ကပြောပါတယ်။ဝင်ကြီးချုပ်ဦးမျိုးဆွေဝင်းမှာအရှင်ကဒုရေချုပ်တစ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအာနာသိမ့်ပြီးနောက်စစ်ကောင်ဆောင်ကပဲခူးတိုင်းဝင်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။လာမယ့်ရွှေကောက်ပွဲမှာပဲခူးတိုင်းကညောင်လေးပင်တောင်ကုန်းနဲ့တလင်း ပဲခူးပြေရွှေတောင်လက်ပံထန်းနဲ့တာယာဝတီ မြို့နယ်ရှင်းမြို့နယ်မှာပြုလုပ်မှာဖြစ်ပါရရှင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဘန်လမုံကျောမှာအထိုင်ကျတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုပြက်လဲရုပ်သိမ်းလိုက်ပေမဲ့စစ်ချောင်းနေကြရတဲ့ဒေသခံတွေပြည်ပြီးမနေထိုင်ရေးကြသေးဘူးလို့ဒေသခံတွေကပြောပါတယ် ်အော်တိုဘားလ16ရက်နေ့မနေ့ပိုင်းကလေးကတက်ပြန်ရှုပ်တော်တဲ့အတွက်ဘန်လမော့ဂျီယော်တင်းမှာစစ်ကောင်စီတပ်သားတွေမရှိတော့ပေမဲ့စစ်ကြောင်းထိုးပြီးပြန်အထိုင်ချလာနိုင်တဲ့အတွက်ဥယျာဉ်ခြေတွေတွေစစ်ရှောင်နေကြတဲ့ဒေသခံတွေဟာပြန်မနေရေးကြသေးတာလို့ဆိုပါတယ်စကောင်စီတက်မရှိတဲ့အတွက်ဥယျင်ချန်တွေထဲတော်လာလို့အစင်ပြာလောက်တာရှိပြီးဘေးချင်းပြေရောက်လာမလဲဆိုတာကိုစိုးရိမ်နေရတယ်လို့မဲလမုတ်ရောခန့်တယောက်ကပြောပါတယ် လမ်းလမို့ကျော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကအခုနဲ့အစောပိုင်းမှာဇဝဲအခြေဆိုင်ခမာရ956တက်ရင်ကနေစစ်ကြောင်းထုတ်လာပြီးလာရောက်အထိုင်ချနေခဲ့ကလက်ရှိမှာတက်ရင်ဘက်ကိုပြက်လဲဆုတ်ခေါ်တော့ကြတာလို့ဆိုပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းကဗလမို့ရွာမှာတက်ဆွဲပြီးနောက်ကျေးရွာလူနေအိမ်တွေကိုဖောက်ထွင်းဝင်ရောက်ကတက်ချနေထိုင်ခဲ့တဲ့အတွက်ဒေသခံတွေဟာဥယျာဉ်ခြံတွေထဲမှာစစ်ချောင်းနေကြရတာဖြစ်ပါရဲ့ရှင်